ဘေကွန်ထုံးမယ်ကျွန်တော်အခုအချင်းခါမှာကိုကြီးတီဟာကိုတက်တည်ခံခိုင်းမယ်ယေရှုနဲ့ဘယ်လိုတွေ့ပြီးတော့ဖိုးဆိုးနာနှာခေါင်းဘယ်လိုပြောက်ပြီးတော့အဲ့ဒါလေးနဲ့ကိုကြီးတီဟာယေရှုနဲ့တွေ့တဲ့အကြောင်းလေးဒီမှာတက်တည်ခံပေးပါဦးကျွန်တော်ကတိုက်ပွဲထဲမှာတွေ့ရ ော့ဒီဟိုဟာရန်ကုန်ကနေပြီးတော့ဟိုဟာနိုင်ငံရေးကိစ္စတွေကိုဒီခေတ်ပေါ်ရောက်လာတယ်အဲ့ဒီအရင်အရင်တုန်းကဗုဒ္ဓဘာသာအမျိုးဘုန်းကြီးအမျိုးဘုန်းကြီးဘုန်းကြီးဝေဒိတာရှင်တွေအမျိုးကျွန်တော်တို့ရအိုးဟိုမှာဒီရန်ကုန်မှာအဖီအဒီအစာတင်လိုက်ဒီခုပဲဟိုဘာလို့ဒီဘရန်ကနားတော့ပေါ်တော့နော်ကျောင်းဆိုင်ဆရာတော်ကိုပြောပြောအင်းအခုဒီရှင်ဝေးလို့ တော့အဖွာကလည်းအဖွာလည်းအဖွာအင်းမအမေရဲ့အမေအမေရဲ့အမေကလည်းမတူလားရှင်အတုံးတဲ့တော့မတူလားရှင်ဘောရနေတယ်မတူလားရှင်ဘောရနေတယ်ဆုံးသွားတယ်နော်ဟုတ်တယ်ရှိတယ်အမားကအမားလည်းဒီလိုလည်းဘောရတယ်ဒီလိုလည်းဒီလိုတော့ဘောရတယ်ဒီမှာကျွန်တော်တို့ငညာမှာတော့တာမပြီးဘောရတယ်။ဒါကဒီသာသနာ့ဘက်ကတော့ဘုရားဘာသာကို တော်တော်အားကြီးရဲ့ဟိုမိသားစုဟိုလိုဟိုမြေတရားရှင်တွေပုံကြီးတွေနဲ့ပြီးတော့အဲ့လိုမျိုးတရားစခန်းတွေပါတယ်အများနဲ့လို့ပုံမှန်ဝင်နေတဲ့ဟိုဟိုမျိုးတွေတော့ဟုတ်ကဲ့အဲကျွန်တော်ဒီဟိုဟာကိုကျွန်တော်ဒီကိစ္စကို2027မှာကျွန်တော်ဆရာသမီးပြန်မယ်နော်ပြန်ပါမယ် ပြရတယ်အဲကောင်းကင်ကမှာတိုက်ချောက်ချောက်ချောက်ကျွန်တော်ရောက်ပြီးတော့ဟိုလောက်ပေါ့ဒီတုံးရလောက်ကျွန်တော်ကောင်းကင်တောင်မှာကင်ပြီးမောင်းပေးတိုက်ဝတ်ဆပ်ဖြစ်တော့ဘူးရှူနာမနဲ့ဆူတောင်းပေးပါတိုက်ဝတ်ဆပ်ဖြစ်တော့အဲ့ပြန်တွေ့မယ်နော်ကျွန်တော်ကျွန်တော်ရန်ကုန်ကနေလာတော့ကတော့ကျွန်တော်ရဲ့ကျွန်တော်အမျိုးသမီးရဲ့ကျွန်တော်ဒါလီနှစ်ယောက်ပဲပေါ့နော်ကျွန်တော်၄ယောက်လာအဲတမီးနှစ်ယောက်ကတော့ရန်ကုန်မှာပဲကြံနေရအောင်ကျွန်တော်တို့ဒီမိသားစုကျွန်တော်၆ယောက်ရှိရ၄ယောက်ဟာ၄ကိုကို၄ယောက်ပဲ၄ကိုကိုရောက်တော့ ဲ့မှာ၃ရက်လောက်နေတော့တိုက်ပွဲဖြစ်တယ်တိုက်ပွဲဖြစ်တော့ဟိုမိန်းမရဲ့တားနှစ်ယောက်ရဲ့ဒီစစ်ဘေးဆောင်စခန်းကိုသူကဖတ်ပြရတယ်အဲကျွန်တော်တော့ဟိုရှေ့အဲ့မှာလေးလေးကောင်မှကြံခဲ့တယ်ပေါ့နော်အဲကျန်ခဲ့ပြီးတော့အဲ့မှာတိုက်ပွဲတွေဖြစ်တော့ကျွန်တော်ကလီးလီကော်နာမှာပဲတိုက်ပွဲကဟိုဖြစ်နေတာပေါ့နော်ပတ်ဖြစ်နေတာအဲ့နားမှာပဲတော့အဲ့ကျွန်တော်ဒီ2021ဒီဇင်ဘာ25မှာကျွန်တော်ဖရားနဲ့ဒီရှုနဲ့အဲ့မှာတဲ့တွေ့ရတယ်။အင်းတဲ့တွေ့ရတော့ဘူးသူ့တဲ့ကျွန်တော်တွေ့ဖို့တွေ့နေလေ ကျွန်တော်ဘုံကိုကျင်းနေမှာကျွန်တော်တို့ရှိရနေရကိုပြစ်တာပေါ့နော်ဟောပြစ်တာအဲလက်နကြီးလက်နကြီးလည်းပြစ်တယ်အဲတမီလုံးတညာလုံးပြစ်တယ်ပြီးတော့အဲဟယ်လီကော်ပတာတွေရောတိုက်လေရင်ရောဂျက်တိုက်လေရင်ရောအဲ့လိုမျိုးလာပြစ်တယ်အဲလာပြစ်တာအဲဒီတော့တောက်လျှောက်ပြစ်တာပေါ့နော်အဲတိုက်ပွဲဆက်ဖြစ်တာကကျွန်တော်ဟိုလောက်မှာဆက်ဖြစ်တာဆိုတော့ဒီဇင်ဘာ73 74လောက်မှာဆက်ဖြစ်တာ ကျွန်တော်ဖရားနဲ့ကတော့အဲ့ဒီဇင်ဘာ25မှာတွေ့ရတော့တွေ့ရတော့အဲ့ဒီကိုကျွန်တော်အဲ့မှာတိုက်ပွဲအပြင်းထန်ဖြစ်တော့အဲ့မှာကျွန်တော်တို့အဲ့ပထမအဲ့ကျွန်တော်လေးပြေပေါ်မှာရောက်ခွင့်လာစခန်းတစ်ခုရှိရတယ်အဲ့စခန်းကကျသွားတော့ဗောစခန်းကျသွားတော့အဲ့စခန်းကိုဒီကျွန်တော်တို့အဲ့စခန်းကြီးကိုအဲ့ဒီကိုပေါ်လို့ပြန်ဝင်ရတော့နော်ပြန်ဝင်တဲ့အချိန်မှာကျွန်တော်တို့ကြံတော့တာဗောအဲ့ဒီကိုမြို့ရဲမှာကျွန်တော်တို့အဲ့27တယောက်ကျွန်တော်နဲ့ရဲကျွန်တော်ရဲဘောကျွန်တော်ရဲဘောဒီ27ယောက်ကြံ27ယောက်ကြံ အဲ့မှာဟိုဘက်ကလည်းဒီစစ်တပ်ဘက်ကလည်းကျွန်တော်တို့ဖိတိုက်တာပေါ့နော်အဲ့ဖိတိုက်တော့ကျွန်တော် sorry အခန်းထဲမှာကျွန်တော်အဲ့ဘုံကိုချင်းအခန်းထဲမှာကျွန်တော်ပထမ်းရွတ်နေတာကျွန်တော်ပထမ်းစောက်ကျွန်တော်အဲ့ငွေနေတယောက်လက်ဆောင်ပေးတာရဲ့ကျွန်တော်စောက်ကိုပို့ပြီးရွတ်နေတာအာပထမ်းရွတ်နေဦးပြည်ရတာကျွန်တော်ရဲ့အဲ့ချိန်မှာအရန်ပြစ်တာပေါ့အရန်ပြစ်တာကျွန်တော်နားတွေကိုကောင်းကောင်းတော့သိကြတော့အဲပြောမဲတော့ တယောက်နဲ့တယောက်စကားပြောဖို့တော့မလိုဘူးပေါ့နော်အတန်ကြီးတအားစုမြန်တာတိုက်ပွဲဖြစ်တော့အဲ့မှာကျွန်တော်လည်းအခုပါလာတဲ့အဲ့ဒီဟိုဒီတော့မြေကိုတယောက်ပေါ့နော်ရေဟိုတယောက်ခုနကမကေတာတူးရဒီတော့ဒီဒီရအဲနည်းနည်းရုပ်ဘူးမြတ် तू ကဘာလဲဆိုတော့ तू ကအဲ့ဒီမှာအဲ့ဒီကျွန်တော်တိုက်ပွဲဖြစ်နေတဲ့နေရာမှာပဲ तू ကအေးဆေးပဲ तू က ကျွန်တော်တို့ကကြောက်နေအောင်ကိုကျွန်တော်တို့လူတွေကကြောက်နေအောင်ကျွန်တော်တို့ရောင်း20လောက်ကြောက်တော့ကြောက်တော့မှနေရမရှိအောင်ကြောက်တော့အသက်ဘေးကိုအသက်အသက်ဘေးနီးနေတဲ့အချိန်မှာကြောက်တော့ဘူးအဲပြီးတော့ဟိုကျွန်တော်တို့ဘယ်လောက်ဒီဟိုဆိုကျွန်တော်အမျိုးသမီးတော့ကျွန်တော်ဖုန်းလေးပဲဆက်နှုတ်ဆက်ရတာပေါ့နော်ဟိုငါချင်းနေမကောင်းတော့ဘူးပေါ့နော်ငါတို့ကအဝိုင်းခံရပြီးတော့ငါအသက်ရှင်ရပြန်ထွက်နိုင်လို့တော့မလွယ်တော့ဘူးပေါ့နော်အဲမိမောင်နှုတ်ဆက်တာပေါ့နော်သူလည်းစိတ်မကောင်းဘူးတော့အဲ့ဒီအချိန်မှာကျွန်တော်လည်း ကျွန်တော်လည်းဟိုကိုအားကိုးရအောင်နော်အားကိုးလို့ရမလားဆိုပြီးတော့ကျွန်တော်အဲ့ဒါဟိုအိုကျွန်တော်အဲ့ဟိုဟိုတော့ဒီအပထမ်းစာကိုကြည့်ကျွန်တော်ထုတ်ပြီးညွှန်နေရောဒါမှမဟုတ်ကြာလာပဲလက်နဲ့ကတော့ကြာနေအောင်လက်နဲ့ကြည့်ရအောင်တော့တောက်ဆောက်ကိုကြာကျွန်တော်ဆိုလုံးဝခေါင်းတော့ပြူမရအောင်အဲ့လောက်နေသားဒီပြင်းပြထန်တာအပြစ်ခံရတာနော်အဲ့မှာခုနကျွန်တော်ပြောတဲ့အဲ့အဲ့ခုနအညီကွာအတူအဲ့မှာအပေါ်မှာ तू တက်ပြီးတော့ तू အဲ့ပြစ်ခတ်နေရဲ့ဂျားရဲ့မှာ तू ကြက်စာတက်ကျွေးရဲ့ သူအဲ့မှာအဲခွေးစာတက်ကျူးရယ်တလောက်ပြင့်နေအကြီးစံနေချားနေမှာသူကတချင်းလေးတေးအေးနဲ့လုံနေသူကြီးကစိတ်ရဲလက်ကြီးပဲကျွန်တော်တို့ကြောက်မနေဘူးဗျာကျွန်တော်တို့ကြောက်မနေဘူးသူအေးဆိုညင်ညီတက်တက်ပဲပေါ့နော်သူကအေးဆိုသူပုံမှန်သူပုံမှန်လုံနေတဲ့အလုပ်ကိုသူလုံနေတဲ့ပုံမှန်မျိုးပဲသူလုံနေတယ်ကျွန်တော်သူ့ကိုလမ်းပြောတာဆင်းလာခဲ့ဒီအပေါ်မှာတအားအနေအများတယ်မင်းဟိုဘာဖြစ်လဲလက်နဲ့ထိမင်းတေသွားလိမ့်မယ်ဆိုတော့သူကကျွန်တော်ပြန်ပြောတာကျွန်တော်ပြောင်းလဲတာအဲ့ဒီကွာအဲ့တခုလည်းပဲ ငါငါတည်သွားရင်နဲ့ငါသွားမယ်နေငါတည်ရငါမငါသွားမယ်လိပ်စာရှိရဲ့အဲ့တော့ငါဘာမှမဖြစ်ဘူးငါတည်ရဘာမှမဖြစ်ဘူးအဲ့မဲ့ကျွန်တော်ကျွန်တော်ကိုကျွန်တော်ပြန်ပြေးရအချိန်မှာထိုင်နေအခုငါတည်သွားရင်ငါပဲသွားမှာလေအာကျွန်တော်အဲ့ဒါကျွန်တော်ပြန်ပြေးကြည့်ရတော့ကျွန်တော်မှအဖြေမှမရှိရကျွန်တော်ပဲသွားအောင်ကျွန်တော်မသိဘူးကျွန်တော်အပြီးတော့သူ့ရဲ့ဒီစိတ်ငြိမ်သက်နေရတဲ့ဟာကိုနော်သူဒီလောက်တိုက်ပွဲတွေလောက်ကြီးကြီးဖြစ်နေတဲ့ခြေထောက်မှာသူဘာဖြစ်လို့ဒီလိုနေနိုင်တာလဲပေါ့ကျွန်တော်ကြောင့်မနေနိုင်ဘူး ကျွန်တော်တော့ကြောက်နေတယ်သူကမကြောက်ဘူး။ဘာဖြစ်လို့သူစိတ်ကအလိုငြိမ်သက်နေလဲကျွန်တော်တော့ဘာလို့မငြိမ်သက်ဖြစ်နေလဲကျွန်တော်ကတော့အဖြေအဖြေလူကျင်တာပေါ့နော်။အဲအဲပြီးကျင်တော့ကျွန်တော်သူ့ကိုခေါ်တာသူကလည်းတော်တော့ပြန်ဆင်းမလာဘူး။သူကိစ္စသူအားလုံးပြီးအောင်လုပ်ပြီးတော့သူကပြန်ဆင်းလာတော့မှဆင်းတော့ကျွန်တော်ကျွန်တော်ရှူထဲမှာရှူထဲမှာဘိုးကိုချင်းပြီးနေရတယ်။အဲကျွန်တော်သူ့ကိုမေးတာမင်းကဘာလို့မကြောက်တာလဲ။ငါတို့ကတော့ကြောက်တာငါတို့ကပေတော့မယ်ကြောက်ရတော့။အဲအဲ့လိုမေးကြည့်တော့ဟာဟိုသူအဲ့မှာသူကကျွန်တော်ကိုအေးငယ်ကြီး ပြောတဲ့ပုံစံမျိုးနဲ့ပြောတာမဟုတ်ဘူး။ तू က तू तू သိရတဲ့အတိုင်းကြီးပေါ့။ तू လည်းဟိုတိုင်းသားဆိုလို့ပမာစကားကိုအရင်ရေးရေးလေးလေးမပြောရဘူးပေါ့။ तू ကျွန်တော် तू သိရတဲ့အတိုင်းပဲပြောပြတာ။ तू တို့ဖះရှိရဲ။နောက်ဒီဖះကသူတို့စိတ်ချခြင်းပေးထားတယ်။တကယ်လို့ပေခဲ့ရင်တော့မှဟိုတေသွားခဲ့ရင်တော့မှငါတို့ကဘယ်နေရာကိုသွားရမလဲဆိုရက်ဒီအာမခံချက်ရှိရဲပေါ့။ตัวเจ้าเอาเอาไปပြောเลยเอาเอาเอาပြောပြီးတော့ तू อ่ะเจ้าမင်းเจ้าตัวแทบပြောတာမင်းငါမင်းလို့ပဲအဲ့လိုဖြစ်ခြင်းနဲ့မင်းလို့အဲ့လိုစိတ်ချနေခြင်းနဲ့ ငါလည်းမင်းလိုပဲအဲ့လိုမျိုးတေးရအောင်မကြောက်တဲ့တတိမျိုးလိုရင်းနဲ့အဲ့ဒါငါဘယ်လိုလုပ်ရလဲဆိုအဲ့ဒါဆိုရင်တော့ तू ကကျွန်တော်ပြောတယ်အဲ့ဒါဆိုရင်ယေရှုကိုယုံဒါ ਈ အလုံးရတယ်ယေရှုကိုယုံဘောနော်ယေရှုယုံကြည်ရတယ်ယေရှုရဲ့ယေရှုကိုအဲ့သာသမီဖြစ်ဟိုဒီကိုယ့်ကိုတတ်မှတ်လိုက်တဲ့လူဘောနော်အဲ့လိုယေရှုကိုလက်ခံလိုက်တဲ့လူဆိုရင်အဲဒီလိုမျိုးဟွာဒီလိုစိတ်ချခြင်းမျိုးတွေရတယ်ဆိုပြီးအဲ့လိုပြောတော့အဲ့ဒါကျွန်တော်ကကျွန်တော်လက်ခံသေးတာတော့မဟုတ်ဘူးเนาะအဲ့ဒါဆိုမဲ့ကွာငါလည်းရမ်းကြောက်နေတာငါ့ကိုအာ တော့ဆူတောင်းပေးပါဦးနော်ဆူတောင်းပေးပါဦးအတော့ကျွန်တော်ဆူတောင်းပေးရအဆူတောင်းပေးရပါတော့ကျွန်တော်ဒီပြီးတော့ကျွန်တော်ကျွန်တော်တို့လည်းမဟုတ်ပါဘူးကျွန်တော်တို့အတူတူမှာရှိနေရဲဘော်တွေအားလုံးတို့ကျွန်တော်ဆူတောင်းတော့ပါတော့ကျွန်တော်ဒီကျဲမှာရှိနေတဲ့ဒီရဲဘော်တွေအကုန်လုံးဒီကနေအသက်ရှင်ရနေကျွန်တော်တို့ထွက်သွားခြင်းနေပါတော့ဟာယေရှုကတကယ်ဟိုလုတ်ပေးနိုင်လို့ဆိုရင်လုတ်ပေးပါဆိုပြီးကျွန်တော်အဲ့လိုဆူတောင်းအခုဆူတောင်းပေးရကျွန်တော်လည်းဆူတောင်းတော့ပါတော့အဲ့ဒီအချိန်မှာကျွန်တော်စာယေရှုကအန်အောစရာတွေတစ်ခုပြီးတစ်ခုပေါ့ကျွန်တော်ဒီနေ့အထိပဲပြောပါတော့ ခုပြီးတစ်ခုပဲကျွန်တော်တို့အကုန်လုံးမဖြစ်နိုင်တဲ့ပုံစံမျိုးနဲ့ပေါ့အဲ့ဒါကြီးကပြောပြရင်အကျေကြီးမို့လို့ပေါ့နော်အကျေကြီးပြောမှာမို့လို့တကယ်ကိုမဖြစ်နိုင်တဲ့အနေထားအနေပြီးတော့ကျွန်တော်တို့ဒီကအန်ဩစရာကောင်းအောင်ကျွန်တော်တို့အကုန်လုံးလွတ်မြောက်ခွင့်ရတယ်ကျွန်တော်တို့21ယောက်လုံးကျွန်တော်တို့အသက်ရှင်ရတဲ့ပြန်ထွက်နိုင်တယ်အဲအခုဟိုလူပြောမယ်ဆမ်မိုင်ဟိုအခုတည်းထီလဲကိုကျွန်တော်တို့ဒီအန်ဩစရာကြီးပေါ့နော်တစ်ခုပြီးတစ်ခုအခုဆိုရင်အော်ကျွန်တော်ဒီဆရာတို့ဒီဒီမှာဒီဟိုတယ်မှာပဲလုပ်ခဲ့တယ်ဒီ ဆူတောင်းပွဲမှာဆိုရင်လည်းကျွန်တော်ဒီဟိုအနာရောဂါနေနေဟိုပွဲမှာဆိုရင်လည်းကျွန်တော်ကျွန်တော်ဖြစ်နေတာ10နှစ်ကျော်ပြီပေါ့အဲယောဂါကအန်ဝါကျွန်တော်ပျောက်သွားတယ်ကျွန်တော်အစားတော့စားနေကျွန်တော်အရင်ရုပ်ပြက်တယ်ကျွန်တော်အရင်တော့ဆိုတော့ဖျားရပြီးတဲ့အချိန်ကြီးကိုကျွန်တော်အစားတော့စားပြီးပြီဆိုရင်ကျွန်တော်အရင်ရုပ်ပြက်တယ်ငါးမိနစ်ပဲရတော့ဟုတ်အဲရုပ်ပြက်ဆင်းပြက်ပေါ့နော်ဆူတောင်းပြီးတော့ ဝေစင်ထဲမှာနှာခေါင်းထဲမှာထွက်လာတာတဲ့ဝေစင်တဝက်လောက်အဲ့ဒီစင်အဲ့လက်စည်းရဲ့စလုံးတဝက်လောက်ရှိတော့ကျွန်တော်နှာခေါင်းကထွက်ဟာအဲ့ဆရာအပါကြီးဆူတောင်းပြီးပြီးတော့အဲ့ကျွန်တော်ဘာကြီးကဒီတိုင်းပဲတော့အပြင်ထွက်ပြီးဆူတောင်းခံတော့ဆူဆူတောင်းခံလိုက်တာပေါ့နော်ဆူတောင်းခံပြီးတော့အဲ့ကျွန်တော်ခုံမထိုင်တာထိုင်လို့ရှိတယ်ကျွန်တော်လေးစကားပြောလို့မရတော့ဘူးအဲ့ခေါင်းကနှာခေါင်းကရမ်းတက်ဆို့ပြစ်လာတယ်အဲ့မိန်းမကိုခဏလေးဆိုလက်ပြပြီးတော့အဲ့မှာ အဲကျွန်တော်အရင်ကဟောကဘေးစင်မှာဆောင်းကန်ဒီမှာဆောင်းပြရအောင်ဆိုင်ကန်ဟိုကစီးသွားတယ်။အဲဒီကဟိုကအဲဒီစင်မှာအဲဒီစင်တော့အခေါင်းထိုးချတဲ့လေကျွန်တော်အခေါင်းအဲကျွန်တော်နှခေါင်းပေါ့နှခေါင်းထဲကနေအဲကျလာတာပေါ့နော်အဲဒီရောအဲဒီဟိုဟာရောအရမ်းနဲ့တာအဲအရှိမဲမဲရောဟိုရောအဲကျွန်တော်ဆယ်မိနစ်လောက်ရှိရကျွန်တော်ခေါင်းလုံးဝထောင်လို့မရဘူးကျွန်တော်ဒီဟိုဘယ်လိုပြောမလဲဒီဘုံရေဘုံဝိုင်းနေရေဖွင့်ချလိုက်ပြီပဲကျတော့ဒီကအကြောင်းကိုအများကြီးကျတော့ကျတော့ကျွန်တော် အဲ့ဘလို့ပြောမလဲကျွန်တော်ငါဘာဖြစ်တာလဲဘုံเนาะကျွန်တော်ကိုယ့်ကိုအံဟောတယ်ဒီအဲ့ကောင်ကြီးကလေဘလောက်ကြီးဟောဖြစ်လို့ဘလောက်ကြီးရစ်ပတ်နေလို့ဆိုကျွန်တော်အဲ့ကြီးကလေဒီဘေးစင်ထဲကိုကျွန်တော်ရေတွေမြိုက်ဖွင့်ကြတော့မှာတော်တော်အောက်ကိုကြာစီးရောကစီးစီးတွေဖြစ်နေတယ်နော်อืมအဲ့ကောင်အများကြီးကထွက်သွားတော့ဆိုတော့ထွက်လဲထွက်သွားပြီတော့ကျွန်တော်ပြန်လာတယ်ဘုံเนาะမျက်နှာကြီးကတိတ်ပြန်ကျွန်တော်အဲ့ကြီးကလေဒီနေ့ဒီလုံးဝပျောက်သွားပြီပျောက်တယ်ကဲဟုတ်ပြီအဲ့ဒါအပိုင်း1 အဲ့ဖတ်ကြတဲ့ထပ်တွေ့တာပေါ့။အေးနောက်တစ်ပတ်တွေ့ကြရင်တွေ့မယ်နော်။ဒီမှာလာခဲ့နော်။အခုကပါလဲဆိုတော့ तू အိမ်ပြန်ပြီးတော့ကားဂိတ်ဆင်းရမယ်။အော်ဘယ်ဦးပြန်မှာ။ဒီကဘန်ကောက်သွားမှာ။ဘန်ကောက်ပြန်။အေးသူကတနအီပဲရှိတော့တယ်အချိန်က။ Okay okay okay. Okay okay. အာမင်ဘုရားရှင်ကောင်းကြီးပြနောက်ပတ်ပြန်နောက်ပတ်လာခဲ့လိုက်နော်။ဟုတ်ကဲ့ဆရာ။ပါမယ်။